မင်္ဂလာပါရှင်။ရှမ်းရီကိုမီဒီယာကကြိုဆိုပါရစေ။ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှရုံးနိုင်အာစီသုံးထပ်အဆောက်အဦတွင်ဖွင့်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှရုံးအာစီသုံးထပ်အဆောက်အဦတွင်ဖွင့်ပွဲကိုယနေ့နေ့နက်9နာရီအချိန်က တောင်ကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှရုံးနိုင်ကျင်းပခဲ့ပါတယ်။ အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်ဦးတန်းဦးလွင်ပြည်နယ်ဆိုရဖွဲ့ဝင်ဝန်ကြီးများပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒုတိယညွန်ကြားရေးမှူးချုပ်ဒေါက်တာဝင်းနိုင်တို့ကအာဆီသုံးထပ်အဆောက်အဦတရားဖဲစုဖြဲ၍ဖွင့်လှစ်ခဲ့ပါသည် အဲ့ဒီနောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့သည်ကပီးမှတ်တမ်းကြေးပြအားအမွေနန္တာရီများပတ်ဖြန်ကဖွင့်လှစ်ခဲ့ပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကအဖွဲ့အမစကားပြောကြားခဲ့ပါတယ်အဲ့ဒီနောက်ပြည်내ပြည်သူ့ဂျာမားရဲ့ဦးစီးဌာနဒုတိယညွန်ကြားရေးမှူးချုပ်ဒေါက်တာဝင်းနိုင်ကအဆောက်အဦနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီးအဆောက်အဦနှင့်ပတ်သက်သောစာရွက်စာတမ်းများအားလွှဲပြောင်းပေးရကအခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ရှင်။